self analysis တွေလုပ်တဲ့အခါမှာပေါ့နော်အရင်ကနဲ့ပြောင်းလဲမှုတွေကိုယ့်စီမှာဖြစ်လာတာတွေကနေမှုထိုင်မှုပတ်ဝန်းကျင်ကြောင့်နဲ့ဆိုင်လားပြင်အောင် knowledge နဲ့ဆိုင်လားနှစ်ခုလုံးနဲ့ဆိုင်တာပေါ့နှစ်ခုလုံးနဲ့ဆိုင်တာအခုမင်းတို့ချရေးတဲ့ strength တွေ weaknesses တွေအတချက်တွေအားနည်းချက်တွေဆိုတာဟိုငါတို့စဉ်းစားကြည့်လုံးဝနှစ်နှစ်သုံးနှစ်တော့ကတမျိုးဖြစ်နိုင်တယ်အခုလည်းတမျိုးဖြစ်နိုင်တယ်နောက်လည်းတမျိုးဖြစ်နိုင်တယ် ဒီလားတမျိုးဖြစ်လာတယ်။ point out my value တို့ဘာလို့ဆိုလဲအဲ့ဒီအတိုင်းပဲ။ဥပမာဆိုရင်ငငယ်ကလေးတုန်းကတန်မိုးထားတဲ့အရာဘာဖြစ်မယ်ထင်လဲ။ငါတို့ငငယ်တုန်းကတန်မိုးထားတဲ့အရာတွေကမုန်တို့ဇားဖို့တို့အပြင်းသွားဖို့တို့အဲ့ဒါတန်မိုးထားရလေ။ကြီးလာတဲ့အချိန်မှာမင်းတို့အခုအရွယ်မှာတန်မိုးထားတဲ့အရာတွေကဘာဖြစ်လာပြီလဲ။ money ပြီးနောက်တစ်ခုက work alone ပြီးွားရင် now education ဒါတွေပါမယ်။ပြောင်းလဲလာတာနဲ့အမျှဒီထက်ပိုပြီး mature ဖြစ်လာတဲ့အချိန်ကြရလဲထပ်ပြောင်းလဲလာအောင်ပါ။အမအပြပြမယ်။အမအတွက်ဆိုရင်လေအဲ့အသက်20 20ဝန်းကျင်လောက်တော့အမရဲ့တန်ဖိုးထားမှုကနံပါတ်1 money နံပါတ်2 money နံပါတ်3 money အရင်ပြက်တာဘလို့စဉ်းစားစဉ်းစားဆရာပြောတာဟုတ်အမမန်တာကပြောတာဟုတ်ဟိုလောက်ယူပြီးမစဉ်းစားရဘူးအရှိ့ကိုအရှိတိုင်းစဉ်းစားပြီးတစ်နှစ်သုံးတက်ဆိုပြီးတော့ပြောတဲ့အချိန်မှာခေါင်းထဲမှာအဲ့တခုပဲထွက်လာအဲ့တော့ရန်စင်းရတာအဲ့တော့စင်းရနေတဲ့အချိန်ဆိုတော့ခေါင်းထဲမှာပတ်စံပတ်စံပတ်စံရှာပဲဒါပဲတွေ့နေအောင် money တစ်က money နှစ်က money တော့ money ဒါပေမဲ့အခုမဟုတ်တော့ကြောင်းလဲလာအသက်အရွယ်ချက် ဒီ material ဖြစ်မှုပေါ်မူတည်ပြီးတော့လိုက်ပြောင်းလိုက်လာအခုဆိုရင် matter က money မဟုတ်တော့ peace ဖြစ်လာပြီအတက်ကကြီးလာပြီ why ဖြစ်လာပြီဆိုတော့ why ဖြစ်လာပြီဆိုတော့အေးအေးချမ်းချမ်းနေချင်အေးချမ်းနေချင်ပတ်စံတွေကအဲ့လိုစိတ်လှုပ်ရှားမှုမပေးနိုင်တော့ဘူးနော်အဲငင်းငင်းချမ်းချမ်းနဲ့အေးအေးချမ်းချမ်းနဲ့နေရတဲ့ life တစ်ခုလိုချင်လာပြီပေါ့နော်လိုချင်လာရင်အတက်ကပြင်ဘလောက်မှမရှိသေးအဲ့တော့အဲ့ peace က priority ထဲမှာ value ထဲမှာပါတယ်နောက်တစ်ခုက love ချစ်ချင်းမြတ်တာ ီးဝိုင်းတာ education ပါမယ်ပေါ့နော် knowledge တို့ပါလို့ပါအဲ့တော့ဒါလေးတွေကအသက်အရွယ်ပေါ်မူတည်ပြီးတော့ကြောင်းလဲနိုင်တယ် knowledge တွေကြောင်းလဲ mature ဖြစ်လာတဲ့အခါမှာကြောင်းလဲနိုင်ပါတယ်